ိုင်ငံရဲ့ခြားသွားဖို့ကြံ့ကြာနေတဲ့အကြောင်းအရာတွေထဲမှာတိုက်ဆက်ကတားလို့မသွားပြစ်တဲ့ပုံကိုယ်တွေအများကြီးပါ အများအားဖြင့်၁၀ရောက်မှ၈ရောက်လောက်ကတေချာပေါက်တိုက်ကနေနှောက်ရထားတဲ့အပိုင်းလေးတွေရှိတတ်ပါတယ်။အလုံးမဲမင်္ဂလာပါရှင်ကျွန်မကတော့ဆရာမခင်ဦးသစ္စာဖြစ်ပါတယ်။ဒီကနေ့မှကျွန်မများဝေပေးသွားခြင်းတဲ့အကြောင်းအရာလေးတွေကတော့တိုက်ဆက်တွေနိုင်ငံခြားသွားတဲ့အခါမှာအခက်အခဲကြက်တဲ့လေးတွေကြုံကြရတာလေးတွေအနောက်ရှက်ဖြစ်တတ်တာလေးတွေကိုကျွန်မကပြောပြပေးသွားခြင်းပါတယ်။ အဲ့တော့တိုက်ဆက်တိုင်းဟာနိုင်ငံညာသွားလို့မရဘူးလားဆိုတော့ဒီလိုမဟုတ်ဘူးတိုက်ဆက်တွေဟာနိုင်ငံညာသွားလို့မရတာမဟုတ်ဘူးဒါပေမဲ့ညာသောအဖြစ်တော်တော်များများကိုကတိုက်ပွားကနေပြီးတော့လူဖြစ်ဝင်စားလာတယ်ဆိုတဲ့အခါကြလို့ရှိရင်နိုင်ငံညာသွားမဲ့အခါအခက်ခဲကြက်တဲတွေကြုံလာလို့စစ်ဆေးကြည့်လိုက်တဲ့အခါမှာအများအားဖြင့်၁၀ရောက်မှ၈ရောက်လောက်ကတေချာပေါက်တိုက်ကနေနှောက်ရှက်ထားတဲ့အပိုင်းလေးတွေရှိတတ်ပါတယ် အဲ့လိုလူမျိုးတွေကိုသွားပြီးတော့မေးလိုက်ရင်လည်းများသောအားဖြင့်နိုင်ငံရဲ့ခြားမှာအပိတိုင်အခြေချပြီးတော့ပြန်လာဖို့အတွက်အင်မတန်အခွင့်အလမ်းနည်းတယ်ဆိုရယ်လူတွေဖြစ်ကြတာများပါတယ်။တိုက်တွေရဲ့သဘောတဘာဝဟာမမြင်ရတဲ့လောကဟာတိုက်ပဲဖြစ်စေဝိမာနိကပိတ်တာပဲဖြစ်စေအနတ်ပဲဖြစ်စေမြို့တော်ရှင်ရွာတော်ရှင်ပဲဖြစ်စေမိမိတို့ရဲ့သက်ဆိုင်တဲ့အပိုင်စားနယ်မြေတွေဆိုတာရှိကြတယ်။အဲ့ဒီလိုမျိုးပဲလိုက်လို့ရတဲ့အဝန်အဝိုင်း မလိုက်လို့ရတဲ့အဝင်ဝိုင်းဆိုတာရှိတယ်။အကုန်လုံးကိုတော့မဆိုးလို့ပဲမယ်။တချို့တချို့တော့တိုက်ဆက်တွေဟာကျမတို့ဒီမြန်မာပြည်ပေါ့နော်မြန်မာပြည်ရဲ့နေနမိတ်နဲ့ပတ်သက်ပြီးတော့မြန်မာပြည်အတွင်းကနေပြီးတော့ထွက်လို့မရတဲ့တိုက်တွေရှိတယ်။အဲ့လိုမျိုးပြောလို့ကျမတို့တိုက်ဆက်တွေဟာကမ္ဘာတလောမှာဆိုလို့ရှိရင်ဟိုးအင်္ဂလန်ရေလက်ကြားအထိ တိုက်တွေရဲ့ အပိုင်စားနေရာတွေရှိတယ်ပေါ့နော်ဒါကြောင့်မို့လို့ဘဝဆက်တိုက်ဆက်ပဋ္ဌာန်းဆက်ရေလို့ဖြစ်လာပြီဆိုလို့ရှိရင်ကုသိုလ်ကံအကြောင်းတရားအကုသိုလ်ကံအကြောင်းတရားအရာသူတို့လိုက်ပါပြီးတော့ကိုငြိမ်းနိုင်တာဖြစ်စီသူတို့လိုက်ပြီးတော့ကြိနိုင်တာဖြစ်စီဆောက်ရှောက်နိုင်တာဖြစ်စီနေမြေတီတိတ်ဝေးဝေးမရဘူးဒီနိုင်ငံအဝဲအဝိုင်းနဲ့ ပတ်ဆိုင်ရပိုင်ရနေမြေအတွင်းမှာပဲရှိတယ်။ဒါကြောင့်မို့လို့နိုင်ငံရဲ့ချောက်ကိုတွားတဲ့အခါမှာအနှောက်ယှက်တွေများတယ်။အဲဒီလိုများတဲ့အထဲမှာမှာနိုင်ငံရဲ့ချောက်မှာအခြေချပြီးတော့ဒီနိုင်ငံကိုပြန်လာဖို့စိတ်ကူးမရှိရသူဆိုရင်ပို့လို့တောင်များပါတယ်။တချို့တချို့သောသူများကတော့နိုင်ငံရဲ့ချောက်မှာပဲအရွယ်မတိုင်ခင်ကွယ်လွန်သွားတာမျိုးတွေ နေပြီးတော့မှအဆင်မပြေမပြေလည်တော့ပဲနဲ့အเจ้าမျိုးမျိုးနဲ့ပြန်လာရဖို့တွေဖြစ်လာပြီးတော့ဟိုထိုင်ကားရထကားရဖို့ဟိုလဲဆက်သွားလို့မရဒီလဲပြန်လာလို့မရအခြေအနေမျိုးတွေဆက်သဖြင့်ဒါမျိုးလေးတွေကြုံတွေ့ရတဲ့အပိုင်းလေးတွေရှိတတ်တယ်ပေါ့နော်ဒါကြောင့်မို့လို့တင်ကနိုင်ငံရေးချသွားဖို့ကြံ့ကြာနေတယ်အခက်ခဲတွေဖြစ်နေတယ်ထင်သလောက်အဆင်မပြေဘူးမမျှော်လင့်မဲနဲ့ကျမရေးနဲ့ပတ်သက်လို့သွားကန်နီးမှပြဿနာတော်တော်များများကြုံနေရတယ်ဆိုလို့ရှိရင်ကျမမိတ်ဆွေများမိမိရဲ့တိုက်ဆက်ပဋ္ဌာန်းဆက်ကိုဆစ်ဆေးပြီးတော့ညှိနှိုင်းကြည့်ပါအောင် ဒါကသာလင်အဖြေလို့တော့မပြောလို့ပြင်မဲ့နိုင်ငံရဲ့ခြားသွားဖို့ကြံ့ကြာနေတဲ့အကြောင်းအရာတွေထဲမှာတိုက်ဆက်ကတားလို့မသွားပြစ်တဲ့ပုံစံတွေအများကြီးပါ။ဒါကြောင့်အဆက်ဆက်ရရသတိထားပြီးတော့အချိန်မလွန်ခင်စစ်ဆေးဖို့အတွက်ကျွန်မအကြံပြုချင်ပါတယ်။ကျွန်မတို့ဒီမှာလည်းလာရောက်ပြီးတော့စစ်ဆေးမြင်မြန်လို့ရပါတယ်။ဟုတ်ကဲ့ဒီလိုအကြောင်းအရာလေးတွေကိုမကြာခဏမျှဝေပေးသွားမှာဖြစ်လို့ကျမတို့ရဲ့အောက်ဆက်ကြံမီယာလော်ဂီပညာတန် page လေးကိုအာ like and follow လုပ် ပေးထားပါအောင်เนาะ YouTube နဲ့ TikTok မှာလည်း channel ရှိလို့ subscribe and follow လုပ်ပေးပါအောင်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်မကတော့အောက်ဆက်ကြံပေးရလောကီပညာတန်တန်းမှာဆရာမခင်ဦးတက်စာဖြစ်ပါတယ်ရှင်